ကင်မရာကိုကြည့်ပြီးတော့ဘလော့ရိုက်နေတဲ့အချိန်မှာကိုပြောရမယ့်စကားတွေကိုမေ့သွားတာမျိုးကြုံမှုကြတယ်။ကက်ကက်မှာပါတဲ့တယ်လီဖုန်းတောင်းသုံးပြီးတော့ဗီဒီယိုရိုက်နေတဲ့အချိန်မှာကိုယ့်ရဲ့စခွေးကိုကြည့်ပြီးတော့ပြောလို့ရတဲ့နီလန်းလေးကိုမျှဝေပေးချင်ပါတယ်။အရင်ဆုံးကျွန်တော်တို့ဖုန်းနံပါတ်ရှိတဲ့နောက်ထပ်မှာကိုပြောချင်တဲ့အကြောင်းအရာကိုဒီမှာစခရီးရေးထားမယ်ခုမှတော့ကျွန်တော်ကလူကြီးမဆက်မှာကြိုးရဲစကားကိုပေါ့နော်ဒီမှာစခရီးရေးထားတော့ဟုတ်ပြီအဲစခရီး ျွန်တော်တို့ကဆက်လက်အောင်ကော်ဗီကူးလိုက်။ကော်ဗီကူးပြီးရင်ဒီမှာကက်ကက်ထဲဝင်ကက်ကက်ထဲဝင်ပြီးတော့ဒီမှာ DL VR1 PDR telephone number ရှိတယ်။အဲ telephone number ထိုက်ပြီးတော့ telephone number ထောက်လိုက်မှဆိုရင်ကင်မရာကွာတိလာ DVD ကိုပြကဘကိုလှည့်တဲ့ကင်မရာမှာပြောင်းဖို့ကမလွယ်ဘူးအဆင်မပြေအဲ့ကြောင့်မလို့ telephone number ကိုမတွားနိုင် မကင်မရာကစကင်မရာကိုနှိပ်လိုက်ကင်မရာကိုနှိပ်ပြီးဒီအပေါ်ဆုံးမှာဖလစ်ဆိုတာရှိတယ်အဲဖလစ်နဲ့မှာအဲခုနကကိုမြင်လာမရဘူးပေါ့နော်အဲဖလစ်ဆိုနှိပ်မယ်ဒီမှာပြဒီမှာတယ်လီဖုန်းနာကရှိတယ်အိုကေဒီမှာတယ်လီဖုန်းကတယ်လီဖုန်းတာဒီမှာစာရအောင်နေရာရွှေ့လို့ရတယ်ဘေးဆုံးဟာဒီအလဲဝါကြောင့်ဒီထက်စာရကိုပြင်လို့ရတယ်သူငကူပါရဲ့စာရကြီးက ်တယ်အင်္ဂလိပ်လိုဒီမှာပါတာနဲ့ဒီတိုင်းဖြစ်တာကြာစလောတက်အကေကလေးဒီမှာဆောနာပေးစလို့ခါလေးပုံလို့ပါကနော်စလောကောပီစလောကောပီစလောတက်တက်ဒီနေရာဒီမှာကြည့်လိုက်နော်ဒီကြလေးကြည့်လို့ပေးဒီမှာ down link ။အဲအစတမှာလေလား။ကင်မရာရိုက်တဲ့အချိန်မှာကိုယ်ရဲ့စာရိုက်ပေါ်လာ။စာရိုက်ကိုကြည့်ပြီးတော့ပြောလိုက်တော့အဲဆိုရင်စာရိုက်ကမေးတော့ဘူး။ဒီမှာဘာထွက်လို့လို့ရလဲဒီမှာအထွက်လို့ထွက်လို့ရတယ်။အဲ့တော့ line ဖွင့်မှရ။နေကိုဒီမှာကသူ့ speed စာရိုက်ကတော့မနက်နေ့တော့လာတာပေါ့ဆိုင်။ဒါစာရအကြောင်းအဝါလေးကောင်းတာ ဒီစာရရဲ့ဒီလိုရက်တဲ့ချိန်မှာပေါ်မှာမဟုတ်နော်။ဒီဒီတိုင်းကြည့်နေပြောလို့လာလို့ပြီ။မစတင်အစတင်ပြီးတော့ဒီမှာ55စက္ကန့်ရှိတယ်60စက္ကန့်ရှိတယ်3မိနစ်ရှိတယ်။3မိနစ်တည်းရလို့ရတယ်။တော့လိုင်းဖွင့်လာအောင်ဒီမှာအခက်ဆိုရတယ်မှာဘာလဲဘာလဲဆိုပြ။အဲဒီမှာမြန်လို့တော့ပြီးပြီးပါလေ။တောက်လာလို့ဒီဖက်ဟောင်းမိုင်းလာ ဒီကတည်းကအားကိုမှဖြစ်တယ်အဲ okay อ่ะဒီဖက်ကြီးကမချဲပါနဲ့ကြံကြွတယ်ကတော့ green set နဲ့နောက်ခင်မှာကိုပြောချင်တာကျကိုပပန်းထားရောပြောလို့ရတာမျိုးပေါ့ဗျာနော်ဘလော့ဂါကြီးတက်ပါတော့ဒီရတယ်လီဖုန်းဓာတ်လေးတော်တော်တုံးလို့ကောင်းလို့ share ပြရပါဗီဒီယိုလေးကိုချိန်နေတဲ့ရင် like လေးပေးသွားကြပါဦးဗျာ